နိုင်ငံရေးပါတီ၈ပါတီနဲ့စုဖွဲ့ထားတဲ့စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမာမိတ်အဖွဲ့ UN ရဲ့အစည်းအဝေးပထမနေ့မှာအသင်းဖွဲ့စည်းပုံစည်းမျဉ်းကို ပြန်လည်ပြင်ဆင်ရွေးဆွဲလိုက်ပါတယ်။ဥက္ကာကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမာမိတ်အဖွဲ့ UN အစည်းအဝေးကိုရန်ကုန်မြို့ကရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှဒီဇင်ဘာလ29ရက်နေ့ကစတင်ပြုလုပ်နေပါတယ်။ဒီစီဝေကိုဖွဲ့ဝင်ပါတီ၈ပါတီတွေကခုနှစ်ပါတီတက်ရောက်ပြီးပထမနေ့အစည်းအဝေးမှာတင်းဖွဲ့စည်းမျဉ်းကိုပြန်လည်ပြင်ဆင်ရေးဆွဲပြီးတည်ပြုခဲ့ပါတယ် အများကြီးတော့မဟုတ်ပါဘူး။ကျောဖွဲ့ဝင်တွေဖြစ်လက်ခံမဲ့ကိစ္စကိုဒီအဖွဲ့ဝင်ပါတီ55ရာခိုင်ကဟိုတောက်ခံလဲဆိုရင်ဖွဲ့ဝင်ဖြစ်လက်ခံမယ်။မူဝါဒတော့ရှိပြီသား။ရှိပြီသား။ဒီမူဝါဒကိုဖွဲ့ဝင်ဖြစ်တွေကလက်ခံရမယ်။ပြီးတော့တိုင်းရင်းသားပါတီတွေဖြစ်ရမယ်။လက်ရှိမပေါင်တင်ထားတဲ့ ပါတီတွေဖြစ်အောင်အဲ့ဒါတွေဖြစ်တဲ့အချင်းဘွဲဝင်ပါတီတွေ55ရာခိုင်နှုန်းကျတယ်ကလက်ခံတယ်ဆိုရင်ဒါဖွဲ့ဝင်ဖြစ်လက်ခံတယ်။ဒါပြင် UNE စည်းဝေးမှာ UNE ရဲ့နိုင်ငံရေးရှေ့လမ်းစဉ် NLD ပါတီနဲ့ဆက်ဆံရေးပြည်ရင်းငြိမ်းချမ်းရေးနဲ့ဖွဲ့ဝင်ပါတီသစ်တွေထပ်မံလက်ခံမဲ့ကိစ္စတွေကိုလည်းထက်သွင်းဆွေးနွေးသွားမယ်လို့သိရပါတယ်။နောက်ပါတီစည်းဝေးစည်းကမ်းအရာဖွဲ့ဝင်တွေကိုရစေဖို့ဟုတ်လား။ ဟောဘယ်ဝင်ဖြစ်ခါနေရဆက်ထားပါဟုတ်ဟောတော့ပဲဘယ်ဒါလေးလဲဟုတ်ပါဒီစီဝေကိုဒီဇင်ဘာလ30ရက်နေ့မှာဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်အာကာပါ